ိုမင်းသားကြီးကိုမင်းလာအောင်ကိုအောင်ဆန်းဦးနော်အဘကကျုပ်ကြီးရဲ့မွေးသားသားခမားပြောတာချစ်ပေချစ်မေအကို့ကျွန်တော်တခါတည်းပြောလိုက်မယ်နော်တရားဝင် ကျွန်တော်ကိုတောင်းပန်ပါ social public area မှာ အကိုကျွန်တော်ကိုတရားဝင် တောင်းပန်ပါအကိုကျွန်တော်တဲ့အသက်ကြီးတယ်မတောင်းပန်ဘူးဆိုရင်ကျွန်တော်အဆုံးဆုံးထိသွားမယ်ဟုတ်ပြီနော်အကိုကျွန်တော်ကို MD1 PD ရဲ့တရင်ပေးတယ် အလူခံစားတဲ့စစ်တရင်တွေကိုယူပြီးတော့မှသခိုင်း PDF တွေနေပြည်တော်လာတဲ့ PDF တွေကို ကျွန်တော်ကပေးပါတယ်ဆိုပြီးတော့အကိုတရားဝင် ပြောခဲ့တဲ့ဖိုင်တွေအကိုကြိုက်တဲ့လောက်ဖြတ်လိုက်အကိုတို့ရဲ့ဥစ္စာဖြတ်သွားပြီကျွန်တော်တွေ့တယ်နော်ကျွန်တော်ကိုလည်းအကိုတို့ unfollow လုပ်သွားတယ်ဘန်းသွားတယ်ပေါ့နော်အကိုတို့ကနော်ပြီးရင်အကိုကျွန်တော်ကိုဖြတ်ညက်ကတ်နေတဲ့တပတ်ကမီဒီယာတွေက ဖြညက်ကလှုပ်ထားတာတွေနဲ့ကာယုတ်ကြီးကိုမဆဲဘဲနဲ့ဆဲတာတွေလှုပ်ထားတယ်အကိုရဲ့အကောင့်နဲ့အကိုလိန်လို့မရဘူးနော်အကိုကျွန်တော်နဲ့အကိုနဲ့ဖုံးပြောတာရှိတယ်ကျွန်တော်ဒါအကိုကနော်ဟိုအကိုလို့တက်ခေါ်လိုက်တာကျွန်တော်ချိုးမြိန်လာပြီဆိုရင်ရက်ဆက်တက်တယ်နော်ကျွန်တော်ရက်ဆက်ပြီဆိုရင်ကျွန်တော်အစွန်းဆုံးကြီးရက်ဆက်တယ်နော်အခါလေးပြောထားတာအကိုလူသိရှင်သာတောင်းမှန်ပါနော်ကျွန်တော်အကို MDY PDL လို့ပြောတယ်ဟုတ်ပြီနော် အကိုဆွဆွဲခဲ့တာနော်အကိုကျွန်တော်လူသီးရှင်ညာတောင်းမှန်ပါမတောင်းမှန်ကျွန်တော်အဆုံးဆုံးထိသွားမယ်အကိုပါအကိုဘဒူနဲ့ပိုင်ပိုင်မပိုင်ပိုင်ဒီကိမှာပိုင်နေဆိုတာမရှိဘူးနော်တခါလဲပြောမယ်ဟောပြီမဘိုးခိုင်ကျွန်တော်တက်ကြီးလာငယ်လားမသိဘူးကျွန်တော်အမတ်တက်ခေါ်လိုက်မယ်ခမားတို့လက်ရောက်လာပြီခမားတို့ကျွန်တော်လူသီးရှင်ညာတောင်းမှန်ပါခနာကျွန်တော်အောက်တန်းစားအလူခံခွက်ခေါက် ထမိန်ကြုံတွေကတွက်လာတဲ့30 20ခုစစ်စီရဲမှာပေါ်လာတယ်နော်အလူခံပြီးတော့မှစစ်သားတွေကိုမစွတ်မပုတ်လူပြီးတော့ခမားတို့ပြောခဲ့တာရှိတယ်နော်ခမားတို့ကကျွန်တော်ကခမားတို့ဆဲလို့ဆိုပြီးခမားတို့66ခါကြီးနဲ့ခမားတို့ကျွန်တော်ကိုဆွဲထားတယ်ခမားတို့အခုကျွန်တော်ပြန်ဆွဲမယ်မုံရွာမှာလည်းဆွဲမယ်ပြည်ဦးမှာလည်းဆွဲမယ်ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာဆွဲမယ်ခမားတို့ခမားတို့လူသိရှင်သာတောင်းမှန်နော် ခင်ဗျားတို့အဖလာလေးခေပုံးကားကိုကျွန်တော်ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးတောင်းမှန်ပါဒါနံပါတ်တွေဖတ်လိုက်လို့ကျွန်တော်ကကျွန်တော်သတိရသွားလို့နော်သတင်းစာရှင်းလင်းပွဲလုပ်ပြီးတောင်းရင်အခုခေပုံးကားတရားဝင်ပြောသွားပြီကိုတော်ဘုံရင်ဟာတောင်းမှန်ပဲစကားတခုံးမှမပါဘူးနော်အမှုပိတ်သိမ်းပြီးပြုံးလွင်လာခဲ့မောင်နှမချင်းတွေ့လို့ရတယ်အခုလည်းရသေးတယ်အချိန်မီသေးတယ်နော်အေးအခမအမှုပိတ်တာမပိတ်တာခမတို့အလုံးကျွန်တော်နဲ့မဆိုင်ဘူး ခဏအဲအမှုဖွင့်နေလို့ဆိုတာဖွင့်လိုက်နော်ဒါတဏ္ဍာရီငံလုံးသိနေတယ်